ပြီးလို့ရှိရင်ပြိဿတွေအခုကြည့်လို့ရှိအခုလည်းမကောက်မို့ကကြတယ်ရန်ကုန်မှာအခုကနေတဲ့ဇက်ဖွဲ့တွေရှိတယ်မိုးတွေပါရွာလို့ရှိလို့ရှိရင်ပြိဿတွေဘယ်နေရာသွားမှမသိဘူးဟိုဘယ်ဘယ်သွားလို့သွားမယ်ပွဲပြက်သွားတယ်ရှိတယ်အဲ့ခါကျကျွန်တော်ဘယ်လိုစဉ်းစားလဲဆိုတော့ရာပြောပြရမယ်ဆိုရင်ကြွားကြွားဆိုလို့သွားမှာဆိုတော့ဟိုတော်တော်များများရခဲ့ပါတယ်ဟိုဟိုပြောပြပါဦးတိုက်ခန်းနေကားတွေကဆက်ရောက်ဘူးတယ်ဟုတ်ကဲ့အဲ့လိုမျိုးရောက်ဘူးတယ်ဟုတ်ဇမင်းသားတွေကိုကြိုက်တယ်ဆိုတာသူတို့ဘာကိုကြိုက်တာလဲဆိုတော့ကျွန်တော် main ဒီကျွန်တော်ယောက်ျားလေးတွေကနေတော့ဒီမိတ်ကလေးတွေလေးခေါင်းပေါင်းလေးတွေပေါင်းပြီးတော့ဒီလိုမျိုးမင်းသားဝတ်စားလေးတန်းစာဆင်းပြီးကတာကိုသူတို့ကြည့်ရတာကိုကသူတို့ကပျော်တာချစ်တာပေါ့နော်ဒီနေ့ရောဒီဆယ်လိုဒီအမှုပညာရင်ဖွင့်သမားအဲကျွန်တော်ရဲ့အမှုပညာတက်တန်းတခြားမှာလုပ်ခဲ့အကြောင်းလေးတွေလာပြီးတော့အမှုပညာစကားရင်ဖွင့်တာပါခင်ဗျဟုတ်နည်းနည်းလေးပြောပြရမယ်ဆိုလို့ရှိရင်ကျွန်တော်ကငယ်ငယ်လေးတည်းကအမှုပညာဝါသနာပါတာ အဘိုးလို့သူရလဲဟိုဖရဲတကကြီးဂရိဥဖိုးစိန်တပင်ရဲ့မျိုးဆက်ခေါ်မှာပေါ့နော်အဲ့ဒီကျွန်တော်ဆင်းသက်လာတယ်အဲ့ဒီမှာကျွန်တော်အဖိုးကနေစိန်ပါဖေဖေဖေရဲ့ဦးရဲ့စိန်ပေါ့နော်အဲဆင်းသက်ပြီးမှကျွန်တော်ကဖေဖေဦးရဲ့စိန်နဲ့မွေးလာတဲ့ခါကျဖေဖေသွေးပါလာပေါ့နော်အမှုပညာပိုးပါလာတယ်အဲ့ဒါမှာကျွန်တော်ကအသက်6နှစ်မှာစပြီးတော့အမှုပညာလို့စလို့တယ်ပြောမှာပေါ့အကကြီးပြိုင်တယ် ဲ့ဒါလေအမကဗရမယာကြီးခိုင်း तू ကအရှိမအကတူကလေးလိုက်ကြည့်ပြီးတော့ကျွန်တော်ကကြင်လာကကြင်တဲ့အခါကျတော့အမကလေးလိုက်ကမင်းကလေးအကတွေပေါ့အမဆိုမင်းဟိုမင်းကလေးကလေးလိုက်ကပြီးတော့ကကြင်တဲ့အခါကျတော့အဲဘယ်လိုပြောပြရမလဲဒီအကဝါသနာပါတဲ့ဟာပေါ့နော်ဒီသွေးရပါသားတဲ့ခါကျတော့မျိုးဆက်ပါတာကျတော့လိုက်ကလက်ကကျတော့အဖေရနေပြီးတော့ကျွန်တော်အမှုပညာရင်းချင်းမှုအဲဆရာတွေကိုခေါ်ပြီးတော့ရင်းချင်းမှု ကဆရာအခွင့်မောင်းဝင်လဲဦးဆရာပေါ့အဲသူနဲ့ဆက်ပြီးတော့ကျွန်တော်တို့အကတင်နေအကဆိုတော့ကျွန်တော်တို့အကတွေပြိုင်နေစုတွေရခဲ့တယ်အဲထောင်ခွက်ကိုစက်လီမှာလည်းစုတွေရခဲ့တယ်အဲ့ဒီတစ်စီကျွန်တော်ကဖေဖေရောဇက်ကမကတော့တဲ့ခါကျတော့ကျွန်တော်ဇက်ကကချင်းတယ်ကချင်းမဲ့ဇက်မကတော့တဲ့ခါကျတော့ကျွန်တော်ဘာလို့လဲဆိုတော့ဇက်မကပြတဲ့ခါတခြားကျွန်တော်ဒီဗမာပြည်မှာဒီ model လောကရောက်လာတယ်လေအဲ့တော့ကျွန်တော် model တွေဝင်လုပ်တယ်အဲ့မှာ model တွေဝင်လုပ်တယ်ဒန်ဆာတွေဝင်လုပ်တယ်ဒန်ဆာဆာတွေလုပ်တယ်အဲ့အဲ့ဒီတစ်စီကျွန်တော် ဟိုတယ်နဲ့ခီးသွားလုပ်ငန်းမှာကျွန်တော်က6နှစ်တီတီအမှုပညာအဲ့တော့အဲဟိုဒီဝင်းကြီးဌာနဝင်းကြီးဌာနတိုင်းမှာအမှုပညာဌာနဆိုတာရှိတယ်အဲကျွန်တော်တို့ဟိုတယ်ခီးမှာလည်းအမှုပညာဌာနရှိတယ်ဘာလို့ဆောက်လို့ရေးဆိုလဲအမှုပညာဌာနတွေပေါ့နော်သူတို့တေးတာဝိုင်းရှိသလိုအဲအဲကျွန်တော်တို့အဲ့မှာကျွန်တော်တို့ဥကြော်ပါခက်ပေါ့နော်ဥကြော်ပါခက်မှာကျွန်တော်တို့ကျွန်တော်ကိုခေါ်ပြီးတော့ဒီဟိုတယ်နဲ့ခီးသွားမှာဝန်ထမ်းခေါ်ခန့်တယ်အဲ့မှာကျွန်တော်က6နှစ်တည်တည်အမှုပညာတာဝန် ေးတဲ့ portion ကတော့ကျွန်တော် support မှုရာထူး၄ဆိုပြီးပေးတယ်သို့တော့ကျွန်တော်တို့ကလုတ်ခဲ့ရတာဒီအမှုပညာတာဝန်6နှစ်တိတိထပ်ဆောင်ပြီးတော့ကျွန်တော်မြန်မာနိုင်ငံကိုစားပြုတဲ့အမှုပညာဖလှယ်ပွဲတွေနိုင်ငံပေါင်းစုံဂျပန်မလေးရှားတရုတ်ထိုင်းကျွန်တော်တော်တော်များများစုံလင်သွားခဲ့ရတယ်ပြီးတော့မှကျွန်တော်ကအသက်28နှစ်ရောက်တော့မှကျွန်တော်ကဇမင်းသားစဖြစ်တာအဲဇမင်းသားစလို့တယ်ပြီးတော့ကျွန်တော်ဗီဒီယိုကားတွေရိုက်ခဲ့ရတယ်အဲခုလတဒါကတော့နောက်တော့မှကျွန်တော်အကျယ်တွင်းတော့တက်တက်ထပ်ပြောပါမယ်။အဲ့လိုရိုက်လာပြီးတော့မှကျွန်တော်က အခုလက်ရှိမှာကတော့အဲကျွန်တော်ပြီးခဲ့တော့တစောင်းနိုင်ညပွဲခင်းဆိုပြီးတော့ကျွန်တော်တို့ကခဲ့တယ်အဲအဲ့မှာတော့တကယ်အောင်မြင်မြင်နဲ့ကျွန်တော်တို့တပင်ရုပ်ရှင်ဂီတကျွန်တော်တို့ဒီစုလီဖျားနဲ့ Everybody Hotel မှာကျွန်တော်တို့တေချာရေးကိုကျွန်တော်တို့လုပ်ခဲ့တယ်အဲကျွန်တော်တို့လာကုန်ဒီလာကုန်ဒီဒီဇင်ဘာကျရင်ကျွန်တော်ဒီဇလန်တွဲတစ်ခုရိုက်ဖို့ရှိပါတယ်အဲလောလောဆယ်ရောထားပါပဲဟုတ်ကဲ့မိုနိုထာနေရမညတိုင်းစီကစိန်ချစ်သူများအတွက်အထူးတရေကောင်းလေးပေးချင်ပါတယ်ရှင် လက်ကီတိုင်းမတ်စ်မြန်မာမှာနိုဝင်ဘာလ20ရက်နေ့မှ24ရက်နေ့ထိမော်လမြိုင်မြို့ Ocean Super Center မှာပြုလုပ်ကျင်းပမယ် Happy New Year 2020မော်လမြိုင်မြို့စိန်တဲကျောက်ထက်ဒူစေးရံပွဲတော်ကြီးမှာပြည်သူအချစ်တော်မင်းသာချောင်းဟင်းဝေရံနဲ့မင်းသမီးချောင်း Academy ဆိုပြည်တစင်ငယ်စဉ်တို့မှစုံတွဲလိုက်ပွဲတက်ရောက်ပေးမှာဖြစ်ပြီးနိုင်ငံကျော်ကန်ဝင်တေးသက်ရှင်အမှုပညာရှင်များဖြစ်ကြတဲ့ဆိုပိုင်ချက်မြတောင်စီတွန်လွင်ဆွေးပြေတီတီချိန်မောင်မှာညီနန်းနာမေပကြီးတို့မှဖျော်ပြပွဲတက်အစီအစဉ်များပါဝင်တော်မှာပဲဖြစ်ပါတယ် င်ဒီပွဲကြီးမှာတော့ဥချော်ရင်မတ်ထဲက shopping အထူးစီးအပြင်လက်ကားစိတ်ထက်ပိုသက်သာတဲ့စက်ယုံစိနဲ့ထက်ဆောင်ခန်းစားခွင့်နေနဲ့ဘာဘေးဝဝဲ20ရာခိုင်နှုန်းထိအမြင့်ဆုံးထက်ဆောင်ရရှိမဲ့အစီအစဉ် promotion ကာလအတွင်းဝယ်ယူရင်နှစ်နှစ်ပြည့်ပါက200ရာခိုင်နှုန်း3နှစ်ပြည့်ပါက300ရာခိုင်နှုန်း4နှစ်ပြည့်ပါက400ရာခိုင်နှုန်း5နှစ်ပြည့်ပါက900ရာခိုင်နှုန်းအမြင့်ပြန်ပေးမဲ့ထက်ဆောင်အစီအစဉ်စိန်တဲတစ်ခုဝယ်ယူတိုင်း iPhone 17 Pro Max လေးမော်ရအပါဝင်ပြည့်စစ်ပစ္စည်းများမြစ်တာလက်ဆောင်ပေးသွားအောင်ပါပါ လုံးဝမရှုံးနဲ့ရှားသက်ပံအလဲအယောင်0%နဲ့နောက်ဆုံးဝယ်ယူခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်။ပွဲကိုမလာရောက်နိုင်ကြတဲ့စိန်ချစ်သူတွေအတွက်လည်း live stage ကြီးများနဲ့ရန်ကုန်မန္တလေးရှုံရုံကြီးမှာပါထပ်တူခန်းစား권များပေးထားကြောင်းသတင်းကပါရနေတယ်။ပွဲတော်ကြီးကိုအရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။မကြမီတွင်လည်း Lucky Timers မြန်မာစိန်တိုက်ကြီး Grand Mallian Shopping Center ကြီးမှာဖွင့်လှစ်သွားဖို့ရှိတဲ့ကြောင်းလည်းမင်္ဂလာသတင်းကောင်းလေးပါလိုက်ပါတယ်။ဘလို့ idea ရလဲဆိုတော့ကျွန်တော်တို့အခုခင်မာကကြတော့ အချင်းနေအကြောင်းအကြောင်းတွေအများကြီးရှိတယ်ကျွန်တော်အပြင်မှာကမယ်ဆိုလို့ရှိရင်ဈေးစကားတွေရှိတယ်တွားလာတွေခက်တာတွေရှိတယ်ပြီးလို့ရှိရင်ပြိတ္တတွေအခုကြည့်လို့ရှိအခုလည်းမကောက်မို့ကကြတယ်ရန်ကုန်မှာအခုကနေတဲ့ဇက်ဖွဲ့တွေရှိတယ်မိုးတွေပါတွေရွာလို့ရှိလို့ရှိရင်ပြိတ္တတွေဘယ်နေရာသွားမှမသိဘူးဟိုဘယ်ဘယ်သွားလို့သွားမှပွဲပြတ်သွားတာတွေရှိတယ်အဲ့ခါကျကျွန်တော်ဘယ်လိုစဉ်းစားလဲဆိုတော့ အဲဟိုတယ်မှာစဉ်းစားရင်ဟိုတယ်ပေါ့အဓိကနံပါတ်1ကတော့ဟိုတယ်ပေါ့ဟိုတယ်မဟုတ်လေကျွန်တော်တို့တစ်ခုပေါ့ကျွန်တော်တို့ဟိုက်ဇယ်ဂွန်လိုဟာမျိုးကျွန်တော်စကိုင်းနဲ့ဟိုက်ဇယ်ဂွန်လိုဟာမျိုးအဲ့လိုမျိုးမှာတကယ်မိုးလူလင်းအောင်မှာကျွန်တော်တို့လုပ်ဖို့ဆိုပြီးတော့စဉ်းစားပြီးတော့အဲ့မှာတော့မှကျွန်တော်တို့ဘာလုပ်လဲဆိုတော့ကျွန်တော်အပြင်ဇက်တီမှာကသလိုပွဲစည်းတန်းတွေကိုကျွန်တော်အထဲထဲကိုမိုးလုံလုံကျွန်တော်ဆွတ်သွင်းလိုက်တယ်။အဲ့ခါကျတော့ပရိသတ်တွေလာတဲ့ခါကျတော့မိုးလုံလုံကိုလည်းကြည့်ရတယ်။စားရတောက်တာတွေဒီဟိုပေါ့ဒီ ဈေးရောက်တဲ့သူတွေလည်းသူတို့လုံလုံခြုံခြုံလေးနဲ့တော့အဲ့ idea လေးရယူတော့ကျွန်တော်ပွဲကင်းဆိုတော့ကျွန်တော်ပွဲကတော့ကျွန်တော်ပွဲကင်းဆိုတဲ့နာမည်လေးပေးလိုက်တာတကယ်လို့ကြည့်ရတဲ့ဟာတွေဒီလေကျွန်တော်တို့ပထမဆုံးလိုက်လုတ်တဲ့ဒီ Hyzer ကမှလုတ်ခဲ့တဲ့ပွဲကင်းဆိုလို့ရှိရင်ပရိသတ်တွေကကျွန်တော်ဒီလိုမျိုးအောက်မှာဖြာဒီလိုဖြာခွက်ခင်းပြီးတော့ကျွန်တော်အဲ့လိုတကယ်ဇက်ပွဲမှာကြည့်တဲ့ဟိုအရသာရအောင်ကျွန်တော်တို့လုတ်ပေးခဲ့တယ်အဲ့မှာတော့ကျွန်တော်တို့ဖြာလက်မှတ်တွေကိုအာ9000 8000တသိန်းအဲ့လိုရောင်းရတယ်ပေါ့ တသိန်းဆိုလို့ချင်း VIP ဆိုလို့ရှိရင်ကျွန်တော်တို့ပါပါလဲဆိုတော့လက်ဖက်တွေပါတယ်ကော်ဖီတွေပါတယ်ထုံးမုတ်ပါတယ်ဟာလဝါပါတယ်အဲအဲ့ဒီကျွန်တော်တို့ကမြေတားလက်ဆောင်ကျွေးပြီးတော့အဲအဲ့ဒါမျိုးလေးကိုကျွန်တော်တို့လုပ်ပေးတယ်ပြီးတော့ကျွန်တော်တို့ပွင့်ရအရာတွေအဲ့လိုဖြာနဲ့ကြည့်ရတာဒီဒါလင်းပို့ပြီးတော့ကြိုက်ကြတယ် အဲ့ခါကျတော့အဲ့ရဲ့ taste လေးကိုရအောင်ကျွန်တော်တို့လုပ်ပေးတယ်။အခု Everdell Hotel မှာတော့ကျွန်တော်တို့လူကြီးလေးပါတဲ့ခါကျတော့ကျွန်တော်တို့ဒါကတော့ကျွန်တော်ခုံနေနဲ့အဲ့လိုလုပ်တော့သို့သောကျွန်တော်တင်ဆက်တာတွေဒီတကယ်ပွဲရဲ့အရာတာပုံစံကျွန်တော်တင်ဆက်ပေးတယ်။အဲ့တော့ကျွန်တော်တို့ဒီအဓိကတော့ကျွန်တော်တို့စခဲ့တာပါပွဲခင်းဆိုတာစခဲ့ပြီးတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်တစားနိုင်ပွဲပြီးလို့ရှိရင်အခုကျွန်တော်တို့ season နေသေးတယ်။ New Year Night ရဲ့ကျွန်တော်တို့အဲအခု Christmas လာရမလဲအဲ့ပွဲမှာကျွန်တော်တို့လုပ်ဖို့ season နေတယ်။ဘယ်ပွဲဖြစ်မလဲတော့မသိခက်ခက်။ဘယ်လိုဒီခံစားလို့ကျွန်တော်တို့ဟိုဘောနော် ွဲကိုကြိုက်တဲ့ပရိသတ်ဆိုတာတသက်ကိုရှိတယ်အဲရုပ်ရှင်ကိုကြိုက်တဲ့ပရိသတ်သက်ရှိသလိုဂီတာကိုကြိုက်တဲ့ပရိသတ်သက်ရှိအကုံလုံးကိုကြိုက်တဲ့ပရိသတ်ဆိုတာလည်းရှိတယ်အဲဒါမျိုးပေါ့နော်အဲပွဲကိုကြိုက်တဲ့ပရိသတ်ဆိုတာကဟိုဘယ်လိုခေါ်မလဲကျွန်တော်တို့ဖီဗီလိုလက်ထက်ကနေပြီးတော့တောက်လျှောက်ကိုကြည့်ခဲ့တဲ့ပရိသတ်တွေအခုရှိရလူတွေရှိရဟိုဆုံးတဲ့လူတွေဆုံးငွေပေါ့နော်အခုပြောအမဘယ်ဘင်္ဂလိဆိုတာလဲဒီကျွန်တော်တို့ဟိုမင်းသားတွေကိုကျွန်တော်တို့ဇမင်းသားတွေကိုကြိုက်တယ်ဆိုတာ တို့ဘာကိုကြိုက်တာလဲဆိုတော့ကျွန်မင်းဒီကျွန်တော်ယောက်ျားလေးရာနေတော့ဒီမိတ်ကက်လေးတွေလေးခေါင်းပေါင်းလေးတွေပေါင်းပြီးတော့ဒီလိုမျိုးမင်းသားဝတ်စားလေးတန်းစာဆင်းပြီးကားတာကိုတို့ကြည့်ရတာကိုကတို့ကပျော်တာချစ်တာပေါ့နော်ဒီဒီအမှုမြာသမားတယောက်ရဲ့ဒီတင်ဆက်ပုံလေးဟိုအပေါ်မှာပြဆက်ကတာပဲဖြစ်ဖြစ်ကတာပဲဖြစ်ဖြစ်တခုလောက်တာဖြစ်ဒီဟာကြီးကိုသူတို့ကတကယ်အဟုတ်ထင်ပြီးခံစားပြီးတော့အားပေးတာအဲ့ဒါကြောင့်ဟို ကျွန်တော်တို့ပြန်သွားလေကျွန်တော်တို့အမြဲတမ်းကျွန်တော်တို့အမြဲတမ်းစိတ်ထဲမှာအမြဲတမ်းကျွန်တော်တို့အနန္တောနံပါတ်5ပါကျွန်တော်တို့ဆို6ပါလို့ပြောတာဘာဖြစ်လို့ဆိုတော့သူတို့ကဘာတပြားတစ်ချက်မှမရဘဲနဲ့เนาะသူတို့မှကျွန်တော်တို့ချစ်ပြီးအားပေးတာသူတို့ပတ်စံကောင်းတာเนาะအမှန်တိုင်းပြောရင်အဲ့လိုအားပေးတဲ့အတွက်ကြောင့်အမြဲတမ်းကျွန်တော်တို့ဥချရတယ်ကျေးဇူးတင်တယ်အဲ့လိုပြိသက်တွေအမြဲတမ်းရှိပါစို့လေပြောချင်ပါအခုဆိုလေပွဲတွေပွဲတွေကနေကြပါတော့အားပေးတာပဲရှိနေတယ်နော်ဘယ်တော့ပဲဖြစ်ဖြစ်အားကိုအားပေးနေကြတယ် ဒါကိုကြည့်ခြင်းအပြင်ကျွန်တော်တို့သဘင်တွေကိုချစ်ခင်အားပေးသောပရိသတ်တွေအများကြီးရှိတယ်ဆိုတာပြောချင်ပါတယ်ရရခဲ့တော့ရခဲ့တာအများကြီးပြောပြရမယ်ဆိုရင်ကြွားကြွားဆိုလို့ပြောမှာဆိုလို့ဟိုတော်တော်များများရခဲ့ပါတယ်ဟိုဟိုတိုက်ခန်းနေကားတွေကဆက်ရဘူးတယ်ဟုတ်ကဲ့အဲ့လိုမျိုးရဘူးတယ်ဟုတ်ကဲ့ဖြစ်ခဲ့ရလေဟုတ်ကဲ့ဟုတ်တယ်အဲ့ဒီတော့ကျွန်တော်ဖြစ်ခဲ့တုန်းကဆိုလို့ရှိရင်ကျွန်တော်စပြီးတော့2000ခွန်မှာစပြီးတော့ကျွန်တော်အသက်20ခွန်မှာ စပြီးမင်းသားစဖြစ်တယ်အဲ့ဒါကျွန်တော်ခေါင်းဆောင်မင်းသားတော့မှုသေးဘူးနော်ကျွန်တော်ဆရာကိုမိုးမရှိပါကျွန်တော်ကဒုတိယမင်းသားနေရာနေကခဲ့တာအဲ့ရနေကြတော့ကိုမိုးမကတော့အရင်တော့ကဟိုရင်းနေတော့ဆိုစပင်းရှည်ထားတယ်နောက်ပိုင်းမင်းသားတွေမှာစပြီးတော့စပင်းရှည်ထားတာကျွန်တော်ကစထားခဲ့တာစပင်းအဖြောက်နဲ့အဲ့ဒီကအဲဖြောင်းပြီးတော့ hack ပုံစံမျိုးပေါ့နော်ဟိုနော် hack ကြောအခုကျွန်တော်တို့ထားခဲ့တဲ့ပုံစံအဲ model log မှာအဲ့လိုထားခဲ့တဲ့ပုံစံကျွန်တော် set သွင်းမှာကျွန်တော်အဲ့လိုစပင်းအဖြောင်းနဲ့ကျွန်တော်စထားခဲ့တာ တော်တော်ကြီးကိုရခဲ့ပါတယ်တော်တော်ချစ်ခင်အားပေးကြဘလို့များလေးလို့မြောက်ကလမှာကရပြိသက်ကတောက်လျှောက်အိတ်နာပတ်ဝန်းကျင်လိုက်အကွန်လိုက်ကြည့်တာသူတို့တနေ့တနေ့ကိုအဲ့ခက်တော့ဆိုတနေ့တနေ့ကိုမင်းသားတွေစုချတာနဲ့ပြေးတာကန်တာဆိုကျွန်တော်တို့ခက်တော့ဆိုတသိန်းတသိန်းကိုအဲ့လောက်တွေလို့သူအတုံးချကြတယ်လင်းညဆိုလင်းညစက်တိုက်ကြည့်တယ်အဲ့အဲ့လောက်တွေအားပေးခဲ့ကြတယ်ရလည်းရခဲ့ပါတယ်အဲတိုက်တွေကားတွေရခဲ့ဘူးလေဟုတ်ကဲ့တော့ကိုတော်တော်ချစ်ပေးကြတာနော်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် ကျေးဇူးတိုင်းလေကျေးဇူးတိုင်းလေတော်တော်ကြီးကိုဝမ်းသာပါတယ်အာအခုခေတ်ကကလေးတွေအခုဒီလိုလေးရကြတယ်ဆိုတော့လေဝမ်းသာပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ရဲ့ဒါအခုဒါမျိုးဆက် lesson ကမျိုးဆက်သက်တွေလာပြီပေါ့နော်ကျွန်တော်တို့ကဖြန့်ဝေတဲ့အပြန်ပြီး lesson ကံပေးရတဲ့လူလက်ပိုင်းအဆင့်ရောက်သွားပြီပေါ့နော်ဘယ်လိုပဲဖြစ်နောက်လာမယ့်မျိုးဆက်သက်တွေလည်းကြိုးစားပါတယ်လို့ပြောချင်ပါတယ်ကြိုးစားပါဘာဖြစ်လို့တပင်မပြောက်ကွယ်သွားစေချင်ဘူးလေအဲတပင်ဆိုတာတကယ်ကိုကျွန်တော်တို့မြန်မာတို့ရဲ့ အမှုပညာသူခုမအမှုပညာကိုကျွန်တော်တို့တင်ဆက်ရတယ်ကျွန်တော်နေတကာပဲဖြစ်ဖြစ်နိုင်ငံတကာပဲဖြစ်ဖြစ်ကျွန်တော်တို့ပြမယ်ဆိုရင်ကျွန်တော်တို့ traditional ပဲပြရတယ်ရင်းချင်းမှုအမှုပညာကျွန်တော်တို့ပြရတဲ့အတွက်ကြောင့်အမျိုးသားတိုင်းအမျိုးသမီးတိုင်းအ ਨੇ ဆုံးတော့ရချိုးချီချိုးလေးတက်ထားတဲ့လေကျွန်တော်ပြောချင်ဘာဖြစ်လို့ဆိုတော့ဘလိုပဲဖြစ်နိုင်ငံခြားတယောက်နေကတကတတာပေါ့ကပြဆိုလို့ကျွန်တော်တို့ကကပြလို့ရအောင်လေချိုးချီချိုးလောက်ပေါ့ဗျာအဲ့ဒါဆိုရင်ဒါဒါဆိုရင်တော့ ဟိုတပင်မပြောက်ွယ်သွားဘူးပြောချင်ပါတယ်ဟုတ်ကဲ့စကားလက်ဆောင်ပြောရမယ်ဆိုလို့ရှိရင်မျိုးဆက်တဲ့အညီလေးတွေညီမလေးတွေကိုစူးစမ်းပါအောင်မြင်မှုဆိုတာလက်တကမ်းပါပဲကိုယ့်လက်တကမ်းပါပဲရှိပါတယ်စူးစမ်းတိုင်းလည်းအရာရောက်ပါတယ်အဲ့ဒီတကြောင်လိုရတာရှိရင်လည်းပြောပါကိုတို့ဒီအရှိကဟောအကိုကလူကြီးပဲပြောမှာလူကြီးပိုင်းနေနဲ့ဒီလိုလိုအပ်တာလေးတွေကိုကိုကအချိန်မရွေးလက်ရှိကံမေးဖို့အဆင်သင့်ပါကိုတို့ဒီလည်းတက်လို့ရန်တက်လို့ပြောနေမှာကိုတို့လည်း မိနေရတော့မှာပဲကိုတို့သဘင်ပညာဆိုတာမြစ်ကိုအလဲအလိုက်ကူးသလိုပဲစူးစမ်းပါလို့ပြောချင်ပါတယ်အဲ့တကြောင့်အားပေးကြတဲ့ပိတ်သက်တွေကိုလည်းနောက်လာမယ့်မျိုးဆက်တလေးတွေဆက်လက်ပြီးကျွန်တော်တို့အားပေးခဲ့သူဆက်လက်ပြီးအားပေးပါလို့ပြောချင်ပါတယ်ခင်ဗျာ